အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒါဒီနေ့တော့ဒါကျွန်တော်တို့ဒါကတော့နောက်ဆုံးဗီဒီယိုပါပဲဆရာသမားတွေကျွန်တော်လည်းအခုမှအိမ်ပြန်ရောက်ခါစားဆိုသူရတယ်မကျွန်တော်ရဲ့ background setting ကအရေးပုံစံပြန်ဖြစ်သွားပြီဖြစ်တဲ့ကြောင့်မလို့ဒါဒီနေ့ဒါကျွန်တော် recap မှာတော့ဒီတစ်ပတ်ရဲ့ဒါကျွန်တော်တို့ Chelsea ပွဲအကြောင်းလေးနည်းနည်းပြောမှာပေါ့နော် Chelsea အနေနဲ့တော်တော်လေးကိုဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်ရဲ့ personal အမြင်ပေါ့နော်တော်တော်တူတူတယောက်တည်းအမြင်မှာ တော်တော်လေးကိုကဗျက်တိကဗျက်ချော်နိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ချက်စီကိုပေါ့နော်ဒါဘုံမလင့်ပြောတာအချက်စီတင်တယ်ခုလက်ရှိမှာလူဝက်ချက်တွေလည်းတော်တော်လေးကိုများနေလို့ဒါကျွန်တော်လက်ရှိမှာဟိုဟုတ်ပြီလို့ထင်လိုက်တိုင်းဟာမဟုတ်သေးပါလားဆိုတဲ့ movement တွေကိုလည်းဆက်လက်ပြီးတွေးကြရတယ်မှာပါတယ်ပေါ့တော့ချက်စီတင်နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့အားရတဲ့အချက်က3ရက်တာကွင်းလယ်ပိုင်း2ယောက် 3U ကျွန်တော် duo ပဲပေါ့နော်ဒါကျွန်တော်ပြန်လိုက်ပြော် 3U ပြည့်ရမှာကိုပါမိုင်းနာနေတဲ့အကြောင်းမို့ဒါ duo ပိုင်းပြည့်ရမယ်ပြီးတော့ကျွန်တော်ဒီညမှာဒါ kai sido ရဲဒါကျွန်တော် anson fernandez ရဲ့ကွင်းလယ်ပိုင်းကိုအားကြတယ် ်ဒါပေမဲ့ဒီနေရာမှာဒီဟာကလွယ်ကိုပါမှမရှိချင်မှာဒါကျွန်တော်တို့မနေ့ကပန်းပြောင်ချက်စီးတင်းရဲ့တိုက်စစ်ကလည်းအဲ့လောက်ကြီးညံ့နေတာမဟုတ်ဘူးချက်စီးရဲ့တင်းရဲ့တိုက်စစ်မှာဒါကျွန်တော်ရွေးချယ်စရာတွေရှိတယ်နောက်ပိုင်းကျရင်လည်းဒီထက်ပိုပြီးရွေးချယ်စရာတွေပိုများလာမယ် အဲအဲ့တော့ကျွန်တော်တို့ရှေ့ပွဲစဉ်ကဆန္ဒနဲ့ပွဲစဉ်မှာတုန်းကတော်တော်လေးအသေးရဖို့ခေါင်းတယ်ချက်စီတင်းစီကနေပြီးတော့လောင်းငတဲ့အင်အားတစ်ခုကိုမတွေ့ရဘူးဘုနော်ဒါမေးပြီးပေါ့နော်ကိုကိုတိုင်ကလည်းဒါကျွန်တော်ချက်စီရဲ့အကောင်းဆုံးချိန်တွေကိုတွေ့ခဲ့ရတဲ့ဒါကျွန်တော်တို့လူတယောက်မို့လားမသိချက်စီတင်းနေတာပေါ်တီပေါ်ပြတ်တအားနိုင်တယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးမှာကျွန်တော်မြင်တယ်ချက်စီတင်းနေဘယ်လိုမျိုးပေါ်တီပေါ်ပြတ်ကျွန်တော်ဒီကခုနကဘယ်လိုပဲနီးပြကအစကစားသမားတွေစုံတယ်ကျွန်တော်တို့တစ်ခါကြာရင်ဟိုကြီးစားတိပေါ့ ဟိုကျေးဇူးဆန်တယ်လို့လည်းပြောလို့မရဘူးဘာလို့လဲဆိုတော့ကျေးဇူးဆန်တယ်ဆိုတဲ့အသင်းအတွက်တော့ကျွန်တော်100%ဒါကျွန်တော်ဆော့ပေးတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဘောနော်ဒါကျွန်တော်လက်ရှိမှာချက်စီးအသင်းကိုကြည့်ရဆိုတခုပုံတခုအမြင်နဲ့လူနေတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်။ဘာဒီလူမဲအောင်မသိဘူးဒါမနေ့ကပွဲဆိုဗျာကျွန်တော်တို့တနေ့ကပွဲဆိုဘာကြပြန်ကြည့်မယ်အကုန်လုံးပြန်ကြည့်ဗျာဒါကျွန်တော်အကုန်လုံးဒါချက်စီးအသင်းနဲ့တကယ်ကိုဒါကျွန်တော် turn around လုပ်ပြလို့ရတယ်ဒါပေမဲ့ တကယ်လည်းနိုင်လို့စိတ်မှာချက်စီးအတင်းကိုချက်စီးအတင်းရဲ့ဒါကျွန်တော်တို့ဟိုအဲ့အပြောင်မိုးပြောင်တက်သားရည်နဲ့ကျွန်တော်လုံးဝကိုမတူတဲ့ဒါကျွန်တော်တို့စိတ်တက်ကြီးကိုတွေးနေ။အော်ကေကောခုနကဘယ်လက်ရှိဒါနောက်ဆုံးလုံးပြေးလိုက်ရတဲ့အချိန်မှာဒါကျွန်တော်တို့တယ်ဗီသွင်းသွားတဲ့အချိန်မှာသွင်းသွားတဲ့ဒါ secret ပုံစံမျိုးမှာလဲဒါကစားသမား၂ယောက်ကခန်းစစ်ကစားသမား၁ယောက်ကိုကြည့်နေတယ်။ပို့ဆိုရပဲတကောင်ကကတ်ထားတယ်ထား။ဒါနောက်တကောင်ကတော့ရက်ကြည့်နေတယ်။တွန်စင်အတီပူရောလုံးဝကျွန်တော်လုံးဝရက်ကြည့်နေပြီးလည်းပြောတယ်ဗီပြေးလာအောင်ကန်ချလိုက်ကောကိုးသွား။ ပြောတင်တာဗျအရင်တော့က Chelsea defensive ဆိုဗျအဲ့လောက်လေး timing လေးအဲ့လောက် space လေးပြီးတာနဲ့အကောင်တည်သွားပြီခင်ဗျဖျားဆူကဲကျွန်တော်ပြောတင်လာအဲ့တော့နောက်ဆုံးမြောက်ဦးမှာလက်ရှိမှာဒါကျွန်တော်အဲ့ဒီကစားသမားကိုဒါ Brobbie ဆိုတဲ့ Brian Brobbie ကိုခင်ဗျဖျက်လိုက်တဲ့အချိန်မှာဒါ ပနတီဘက်ပေးလိုက်ရမယ်ဆိုတာခုနကโอเคဒါဝင်လာရတာကျွန်တော်တယ်ဘီကိုဝင်ရောဝုန်းတိုင်းကျုံချလိုက်ဒါမှမဟုတ်ဒါဘောလုံးခုထားတဲ့ Brian Brobbery ကိုတခုလှုပ်ချလိုက်လို့ပနတီပေးလိုက်တယ်ဆိုတော့โอเคငါတို့ကောင်တော့ဆုံးချေတာတိုက်ပွဲဝင်တော့ဒါအခက်မတင်လို့ပနတီပေးလိုက်ရတဲ့ဆိုတဲ့ feeling မျိုးခမရရနိုင်မယ်ဒါပေမဲ့ဒီနေ့ပွဲဆိုနောက်ဆုံးတွေးလိုက်အတွင်းကမှာ ချက်စီကဘာဖြစ်ချင်တာလဲကွာဆိုတဲ့ feeling ကိုခင်ဗျာအပြည့်အဝရခင်ဗျာကျွန်တော်ကလို့အပြည့်အဝ100%ရတယ်ချက်စီတဲ့အော်ဒါကြီးကခုနပြောသူပဲချက်စီအသိစီကနေဒါကြီးဒီလို feeling ရပါလားဆိုတဲ့ဥစ္စာကြီးကတော်တော်လေးကိုဆိုးရွားရလို့လေကျွန်တော်နေနဲ့မြင်ကြည့်ရတယ်မှာပို့ပို့ဆိုးတာလက်ရှိမှာတိုက်ဆက်ပိုင်းမယ်တိုက်ဆက်နေနဲ့လက်ရှိမှာတော့ကျွန်တော်ဂိုးသွင်းဆန်းယူကိုလက်ရှိမှာလူချင်းလို့ Premier League ဘူဗန်ကစားသမားကြီးချက်စီအသိဝယ်တယ်ပိုင်ရှင်နေနဲ့ခုလက်ရှိမှာတော့ကျွန်တော်ကနာချိုးလို့လူတာ နေတိုးတို့ကစားသမားမျိုးဝယ်ပြီးတော့အသိန်းကတော့ကျွန်တော်လုတ်ပြနိုင်စွမ်းသူတိုးပြနိုင်စွမ်းရှိတဲ့ကစားသမားတွေရှိတယ်။ဒါပေမဲ့အဲ့ဒီမှာကုန်နေတယ်ပြောချင်တာခုနကပြောသပဲလက်ရှိမှာ Chelsea အသင်းကတိုက်စစ်မှုတွေအတွက်ဒါကျွန်တော်လက်ရှိမှာ invest percent အများကြီးတုံထားတဲ့တိုက်စစ်လို့လည်းပြောတယ်။တကယ်တော့ goal သွင်းတဲ့တိုက်စစ်မှုကလက်ရှိမှာ Chelsea အသင်းမှာလက်ချိုးကြီးလို့ရနေတာမှရှိတယ်။ ြဿနာကတော်တော်လေးကိုစိုးရွားနေတဲ့အခြေအနေလည်းမဟုတ်ဘူးပြဿနာအဲ့ဒါပဲဥပမာဒါအသင်းနေထားရတာကျွန်တော်အသင်းကဒါကျွန်တော်တော်တော်လေးကိုတိုင်ပတ်နေလို့ဒါကျွန်တော်လက်ရှိမှာဟိုရှူမရကဲမရလည်းမဟုတ်ဘူးအသင်းကပြလက်ရှိမှာကောင်းနေပြီဆိုရင်လက်ရှိမှာချက်ဆူးတင်တဲ့လီဗာပူးလို့အသင်းမျိုးကိုတော့မှဒါကျွန်တော်နိုင်အောင်ကန်နိုင်တဲ့အသင်းတစ်သင်းဖြစ်တယ်ရှုံးပြီးဟေးဆိုလဲအိမ်ဝင်းမှာဒါ Brighton ကိုရှုံးလိုက် Sunderland ကိုရှုံးလိုက်အဲ့ဒါကိုကျွန်တော်မကြိုက်တာဗျဥပမာ form ရဗျာဒီကော consistent မဖြစ်ဘူး okay consistent မဖြစ်တာဘာကြောင့်မဖြစ်လဲချက်ဆူးတင်တဲ့ဥပမာဆိုတာကျွန်တော်စိတ်ပြရင်တစ်မျိုးစိတ်မပါရင်တစ်မျိုး ကျွန်တော်ဒါဗီဒီယိုအစမှာပြောခဲ့တယ်လို့ပဲပေါ်တီးပေါ်ပြတ်နိုင်တဲ့ဥစ္စာလို့ကျွန်တော်နေမြင်တယ်။တခါကျရင်နီးပြပဲ။နီးပြအနေနဲ့လက်ရှိမှာတခါကျရင်သူ့အနေနဲ့ဆန်းသစ်တဲ့ပုံစံမျိုးကိုလိုအောင်မယ်။တချို့စားရင်လုံးသစ်တယ်ကျွန်တော်နေမြင်တယ်။ပြီးတော့နောက်တစ်ခုပေါ့နော်ချက်စီးသစ်တဲ့အခုချိန်ကျွန်တော်သဘောမကျဘူးအချက်ကိုပြောပါဆိုတော့ဂိုးသမားပဲကျွန်တော်နေပါစနယ်အညိုးနဲ့ပြောတာတော့မဟုတ်ပေမဲ့ရောဘတ်ဆန်ချက်စ်အနေနဲ့ ဒီထက်အများကြီးအများကြီးအများကြီးပိုကောင်းတဲ့နဲ့ဒါ good mouth ဖြစ်ကိုဒီပဲဒါကျွန်တော်တို့ကချယ်ဆီရဲ့ဂိုးပေါင်းရှေ့မှာဒါ Peter Check တို့လို့ Tibo Courtois လို့လို့မေဘီပြနောက်ဆုံးများဆိုကျွန်တော်တို့ဒါဂျားထဲမှာဒါကျွန်တော်ဆက်ကြားလုပ်ပေးသွားတဲ့ Mandy တို့တော့မှဒီထက်အများကြီးကောင်းတယ် ်လက်ရှိကျွန်တော်ဒါကြည့်ခဲ့ဘူးတဲ့ Chelsea ကိုသမားတွေတမှာဒါကျွန်တော်တို့ keeper တော့ Robert Sanchez ပို့ပြီးကျွန်တော် personal ရသဘောကျတယ် at least he have a personality ပြာဒါသူ့မှာတော့ကျွန်တော်သူ့မှာ personality တကူရှိတယ်အဲ့ဒီပုံစံကျွန်တော်တွေ့ဒါပေမဲ့လက်ရှိဒီနေ့ပို့သမားဒါကြည့်မယ်ဆိုအာကိုသမား command လည်းမလုပ်နိုင်ဒါကုနာ go ပေးလိုက်ပြီဆိုရင်ဒူဒူကြီးနဲ့နောက်ကုနာပို့ငုံမဲ့ငုံမဲ့နဲ့ down ထဲမှာသွားကြည့်တာကျွန်တော် tower သွားယူပြီးငိုတော့မယ်ရုံနဲ့ ်ပြလက်ရှိမှာဒါကျွန်တော်ဒီနေ့ဒါကျွန်တော်ပြန်ကြည့်နောက်ပိုင်းမှာပြန်ကြည့်မယ်ဆိုတာချက်စီတင်ရဲ့ခံစစ်တစ်ခုလုံးမှာ receive ချင်းတကောင်ကလွင်ဘယ်ကောင်မှ comment နေမဖြစ်ဘူးကျွန်တော် comment နေဖြစ်တော့တစ်ဖက်အသင်းကရှိန်နေရဗျာ Sutherland သူလက်ရှိမှာဒါတစ်ဖက်အသင်းရတာခံစစ်ဆိုရှိန်နေရမယ်ရှာလူပေါ်ထားပါသူနဲ့သူတက်နိုင်ဆိုတော့ကျွန်တော်မျက်နှာပြောလို့ရှာလူပေါ်ကျွန်တော်အမြင်နဲ့အမြင်နဲ့အပြစ်သိမ့်မပြောဘူးဆိုရှာလူပေါ်နေနဲ့အခုလက်ရှိမှာဒါ personally ကတကူးတယောက်တည်းအမြင်ရပြောမယ်ဆိုချက်စီအသင်းရဲ့ခံစားပွဲမှာရှာလူပေါ်အလေလက်အခြေအနေပဲရှိဒါပေမဲ့ ချက်စီသင်လိုအပ်ပြီဆိုချာလိုဘာကအမြဲတမ်းသူ့အနေနဲ့ဒါကျွန်တော်တို့လေခရစ်စတယ်ပဲလစ်တုံးကလေခရစ်စတယ်ပဲလစ်ကိုသူပြစ်ပြီးပြန်လာတယ်။ချာလိုဘာကချက်စီသင်လိုအပ်ရင်လိုအပ်လို့အမြဲတမ်းရှိပေးနေတယ်ကစားသမားဒါပေမဲ့ချာလိုဘာကအဲ့လိုကောင်းတဲ့ကစားသမားဖြစ်ပေမဲ့တကယ်တမ်းနင်လန်းငါလာရေးဆိုချက်စီ quality မှာတော့ရှိမတယ်ဘူး။အဲ့တော့နောက်တန်းတစ်ခုလုံးပြောင်းကြည့်မယ်ဆိုရင်တော့ချက်စီရဲ့ quality မှာဒါကျွန်တော် VC ဂျင်းတယောက်ကလွဲဘယ်သူမှရှိမလဲပြီးတော့ပိုဆိုးတာကပေါ့နော်။ကွေးလေပိုင်းကခါကြိုးကြီးပြက်နေတယ်။တိုက်စစ်နဲ့ခံစစ်ကိုင်းကိုဒါကျွန်တော်ချိတ်ဆက်ပေးနိုင်မယ်ကစားသမားတောင်းပြောင်းနေလို့မြင်တယ်။ အန်ဇိုဖာနန်ဒက်စ်ကိုလက်ရှိမှာပေါ့နော်အန်ဇိုမိုရက်စ်ကအကြီးအကဲအန်ဇိုဖာနန်ဒက်စ်ကိုသူ့နဲ့မသုံးတက်ဘူးလေသွားပြောလို့မရအောင်အန်ဇိုဖာနန်ဒက်စ်ကိုသူသုံးကျင်တဲ့ပွဲကောင်းတဲ့ပွဲဆိုအန်ဇိုဖာနန်ဒက်စ်ထကောင်းကောင်းမကောင်းတဲ့ပွဲဆိုလုံးဝသုံးမရတော့အဲ့ဒီပြဿနာလေတော်တော်လေးကိုစဉ်းစားရတယ်မှာပါတယ်အန်ဇိုဖာနန်ဒက်စ်သုံးမရတဲ့ပွဲကတော့ရှားပါလေဒါကုနာပေါ့လက်ရှိတော့ကျွန်တော်ကိုက်စီတို့ ောချင်တာဗျာချက်စီးတဲ့နဲ့တသိန်းလုံးကိုကြီးလိုက်ဟိုလုံးဝဟာသူများတဲ့နော်ဘယ်ကစားသမားဘယ်ကစားသမားလက်ညိုးထိုးတာတဲ့ဆိုင်ဟိုโอเคဒီအသိန်းကတော့ကျွန်တော်လုတ်ပြနိုင်ဘက်ရှိတယ်တကယ်လည်းလုတ်ပြတာပဲဟုတ်တယ်မကျွန်တော်ဒီပွဲစဉ်မတိုင်ခင်တစ်ခုခုမှလုတ်ပြနေတာအမြင်နဲ့ဟိုမကောင်းရင်မကောင်းဘူးပြောတာတည်းမဟုတ်ဘူးဗျာအမှန်တည်းပြောဒီလိုမျိုးပွဲစဉ်မှာကျွန်တော်ချက်စီးကိုမရှုံးချေချင်ဘူးဗျာအမှန်တည်းပြောကြည့်ရတဲ့ကောင်လဲ feature တွေသွင်းသွားတဲ့သွင်းကိုတွေဆိုတာလေဗျာဒါကျွန်တော်တော်တော်လေးကိုပေါ်ပေါ်ပဲပဲဆန်လို့နေတယ်မှပါတယ်ကိုကကြတာတကိုးတော့သွင်းဖို့အတွက်ကိုဖင်ပြေးအောင်ကန်နေတစ်ဖက်အသင်းသွင်းသွားတယ်တတိယကိုအနိုင်ခိုးဆိုကြည့်လိုက်ဟမ် ဘလူကြီးလည်းမသိပြောင်းမထားပါဥမာစနလန်က2ဝက်နဲ့ဥဆောင်နေလို့ Chelsea ကတည်းကကျွန်တော်ဒီလိုမျိုးပေးလိုက်ရင်မှာ3-1ဖြစ်အောင်လုတ်သွားတဲ့ twin goal ဆို Okay probably yeah အဲ့လိုလက်ခံလို့ရရတယ်မှာပါဒါပေမဲ့ပြန်ကြည့်မယ်ဆို Chelsea ဘက်ကပြန်ကြည့်ရခင်ဗျာစစ်မှာကျွန်တော်အဲ့ပေါ်ကိုတီပဲ Chelsea ပွဲတွေအရင်တော့ကအာတစ်ဖက်နဲ့ဖက်ဖိကြည့်လာတဲ့ကောင်းတွေမှုလားဒီလိုမျိုးကြီးတွေမြင်ရတော်တော်လေးအဆင်မပြေဘူးပေါ့နော်ပြတော်ခုနကပေးလိုက်ရတဲ့ twin team အားသမဟာဟိုလူကဒီလူကိုဘလိန်ဒီလူကဟိုလူကိုဘလိန်ဒီလူကဒါကိုဘလိန်နဲ့ပြ Chelsea တင်တဲ့ခုလက်ရှိမှာတိုက်စစ်ပိုင်းကဒီနောက်ပိုင်းနဲ့ဒီမိုက်တာကျွန်တော်ပတ်စံနေအများကြီးတုံ့နှာခဲ့တယ် အပွင့်လေပြောလက်ရှိမှာအခုချိန်ဒီလောက်လောက်ငါငါပြနိုင်တဲ့တိုက်စင်မှုကိုမရှိသေးဘူး ဒါခုနလက်ရှိမှာကိုပါမမရှိတဲ့အချိန်မှာတရား AI မြန်မာဂျာအိုဘက်တူဝင်ဆိုတော့ဂျာအိုဘက်တူနဲ့ဒီရာဝင်ဆိုသူနဲ့ struggle ဖြစ်တယ်ဒီညမှာဒါခုနပေါ်တောင်ပန်ဒီမှာလက်ရှိမှာဒီနေ့ပေါ်စမှာဒါကျွန်တော်တို့ဒါ net တို့ပေးပို့မှုနဲ့ဒါကနာချူသွင်းတဲ့အလုံးကလွယ်ဒါဘာမှသိပ်ပြီးဒါတောင်ပန်ပြီးတော့ပိုရှိုးတာလက်ရှိမှာဒါဈေးကြီးပေးထားတဲ့ Jimmy Gaden ဆိုပါတော့လက်ရှိမှာဒါ polish လုပ်လို့ရမယ်စနေမဟုတ်သေးဘူးအဲ့တော့ Chelsea ရဲ့လက်ရှိဒါခုနအမြင်နဲ့ပြောသူပေါ့နော် potential 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 ဒီ live ဝင်နေနေလက်ရှိပြတ်တုတ်ပြုတ်ပြဆုတ်ပံမှာဖြစ်နေတဲ့ moment ဒီမှာ Chelsea တစ်ချက်ချက်အားနေတော့တာတွေ့ရမယ်တခါကျရင်လက်ရှိမှာဒါလုံခဲ့တဲ့တစ်နှစ်ခွဲနှစ်နှစ်လောက်ခရ ကရောဘတ်ဆန်ချက်စီအလို့မဖြစ်ဘူးကျွန်တော်တို့ကုံသိတယ်အခုချိန်ထိအဲ့ဒါကြီးမဖြစ်ဘူးနီးပြကိုတန်ကကျွန်တော်တို့ကန်ဆယ်ပိုင်းလိုပါတယ်ခမရလို့ပြောထားတယ်ကန်ဆယ်ပိုင်းကိုမဖြစ်ဘူးဘာတွေဝယ်လို့ဝယ်မှန်းလည်းမသိဘူးတစ်ခါခါကြရင်အဲ့တော့ဒီနှစ်ဆောင်းရသည်မှာ Chelsea အစ်စ်နဲ့ကျွန်တော်ပါစတန်ပြင်မှာဒါကန်ဆယ်ပိုင်းကတိုက်ဆက်ပိုင်းကဖြစ်တင်းမှုအတွက်ပြုလုပ်ရမယ့်အခြေအနေတစ်ခုကို Chelsea အစ်စ်ကအကြီးကျယ်သွားရမယ်လို့မြင်တယ် or else ဒီထက်အများကြီးအများကြီး Chelsea တင်းနဲ့ကပြတ်တိကပြတ်ချော်နိုင်မယ်ဆိုတော့အသေးမထိခိုင်းနေတာမှာ Chelsea တင်းနဲ့လက်ရှိမှာဒီလူစီရင်နေဗျာ Champion League မှာအနည်းဆုံးဒါကျွန်တော်16သင်းစင် quarter ACW ရတယ် Premier League မှာဒီလူစီရင်နေဒါ top 4ဝင်လို့ရတဲ့အနေထားမှာရှိတယ်တခါကျရင်လီးပြားလည်းကျွန်တော်ပေါက်ပန်း40လုတ်တယ်ကစားသမားတွေကလည်းဒါဘလူးပုံစံမျိုးလုံမှမသိတခါကျရင်ဗျာကျွန်တော်မြင်ကြည့်နေ Chelsea တင်းရတာကျွန်တော် Chelsea အသင်းလူတော့မတွေ့ရအောင် clip the back keep the flying blue flag higher ပုံစံမျိုးတစ်ခုမှမတွေ့ရတာကျွန်တော်ပြောရသေးလား ်အရင်တော့ Chelsea တင်းဆိုရအောင်တယောက်တမီပေါက်တယောက်ဆိုတကောင်းကတော့ဝူဒူပဲတဲ့အခုချိန်မှာဒါကျွန်တော်တို့ဒူ1-1ဖြစ်သွားချိန်မှာတယောက်မှနိုင်သူစိတ်မရှိဘူး Enzo Fernandez ကို Kaiseido နဲ့ဒါ Richie James လို့၃ယောက်တော့ကပဲဆွတ်တိုးနေတယ်ကိုသမားအစားနောက်ကမှဒူဒူမမှန်ကြီးဘာမှလည်းမလုပ်ဘူးအဲ့တော့ ပမာဏပြောရင်ပေါ်တီပေါ်ပြက်လှုပ်ချင်တဲ့စိတ်တွေကိုချက်စီးတင်ပယ်ဖြတ်မယ်ဆိုရင်တော့ဒီထက်အများကြီးပိုကောင်းမယ်လို့တော်တော်လေးကိုပေါ်တီပေါ်ပြက်နိုင်တယ်လို့တော့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်မြင်တယ်ဒါတော့ပါပဲအားလုံးမကျွတ်တူပါကောင်းမွန်တော်ဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပေးတယ်ပဲကျွန်တော်ရဲ့နောက်မှတွေ့ကြတော့ဘလုံးမဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလူစံပေါင်းကွန်တီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမီးကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်နာဖြစ်ပါတယ်အားလုံးမကျွတ်တူပါတယ်ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြရပါတော့ဒီပေါ်ကအလုံးမကျွတ်တူပါတယ် Good night ပါ